ကိုဘသာကိုခွင်လို့နိုင်ကိုဘသာကိုတတ်တာလည်းပဲခွင်မလွတ်နိုင်ဘူးဆိုတော့အဲ့ဒီစိတ်ခါသူများကိုပူလောင်တာမဟုတ်ကိုကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေးခြင်းခွင်လွတ်နိုင်အောင်ကြိုးစားဘာမှခေါင်းထဲမှာထည့်မထားနဲ့အဲ့ဒီစကလုံးတွေကိုခံစားလို့တတ်တော်ဝါးတွေမှာခွင်မလွတ်နိုင်ခွင်မလွတ်နိုင်ဘူးဆိုတာက အမျက်ဒေါသကိုကိုယ်ခေါင်းထဲမှာထည့်ထားလို့ဖွင့်မလို့နိုင်တာမကျင်တဲ့ချက်ကိုကိုယ်ခေါင်းထဲမှာသိမ်းထားလို့ဖွင့်မလို့ပြောမယ်ဆိုရင်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြေတာအစာမကြေတဲ့အချက်ကလေးကိုဆွတ်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 ထားလို့ဖွင့်မလို့နိုင်တာဘာကိုဒီလိုပြောရကောင်းလားဒီလိုဆက်ဆံရကောင်းလားဆိုရဲအဲ့ဒီအတွေးကကိုယ်ခေါင်းထဲကရှိနေတဲ့အတွေးကြောင့်သူနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်မှန်သမျှဖွင့်မလို့နိုင်တာ ခွေးမလွတ်နိုင်တော့ခွေးမလွတ်နိုင်ရင်ခွေးမလွတ်နိုင်တဲ့လူကအရင်ခံစားရတာပဲဆိုတော့ပရိသတ်ရေဘာပဲဖြစ်ဖြစ်ခွင့်လွတ်ကြည့်လိုက်ပါခွင့်လွတ်တာသူများကိုလွတ်တာမဟုတ်ကိုယ့်ကိုယ်ကိုလွတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုခွင့်လွတ်နိုင်ကိုအရင်သက်တာမယ်ကိုခံစားချက်သက်တာမယ်ကိုအင်ငိမ့်ချမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအစဉ်ပြေးခြင်းခွင့်လွတ်နိုင်အောင်လဲကြိုးစားရဒီလည်းတီးခံရမယ်တီးခံပြီးရင်ခွင့်လွတ်နိုင်အောင်လဲကြိုးစားရဒီနှစ်ခုရှိနေတဲ့ အဆင်ပြေပြီလားတော်တော်များများပြည်နေပါပြီပို့ပြီးအဆင်ပြေခြင်းတော့မေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာဆိုတာအကျိုးလိုလားလူတွေကမေတ္တာပို့တယ်ဆိုရင်လေဟိုလုံးစုံများစွာတတဝချမ်းသာကိုယ်စီမြဲပါစေဒီခொနိုင်ကြရှိရင်ညာအတန်ပြဲကြီးနဲ့ပို့နေတာကိုမေတ္တာပို့တယ်လို့ထင်နေတာမှန်ရဲ့မေတ္တာရဲ့အဓိကအဓိပ္ပာယ်ကအကျိုးလိုလာတာ အကျိုးဆောင်ပေးတာအကျိုးပြုပေးတာအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆောင်ရွက်ပေးတာအဲ့ဒါမေတ္တာလို့ခေါ်တယ်မေတ္တာကလည်းပဲမေတ္တာ၃မျိုးရှိတယ်လက်တွေ့ကျင့်သုံးလို့ရတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိုမူရလေးနဲ့သူ့အကျိုးကိုလိုလားတယ်အဲ့ဒါကာယကံမေတ္တာပဲဟိုးလမ်းသွားရင်လမ်းပြတ်ကူးတယ်အဖိုးတွေအဖွားတွေမနေမင်းနဲ့မနိုင်မင်းနဲ့လမ်းကူးနေတယ်ထုတ်လေးကူးတယ်ပြီးအဖွား ားသက်ပေးမယ်သမီးသက်ပေးမယ်အဖွားရဲ့အကျိုးကိုလိုလားတာအဖိုးရဲ့အကျိုးကိုလိုလားတာအဲ့ဒါကာယကံမေတ္တာပဲလူတွေလက်တွေ့ဘဝထဲမှာအဲ့ဒီကာယကံမေတ္တာတာကျင့်သုံးနိုင်စမ်းကျင့်သုံးကြည့်လိုက်စမ်းတယောက်နဲ့တယောက်အဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့တာဆက်ဆံကြည့်ဘဝကတတော်ကိုအစဉ်ပြေမိသားစုထဲမှာလည်းထို့အတူပဲမေတ္တာကိုအခြေခံနိုင်အဲ့ဒီမိသားစုအငြိမ်းချမ်းတယ်သားကလည်းပဲအမေအကျိုးကိုလိုလားတဲ့အဲ့ဒါမေတ္တာကိုအခြေခံတာ ်အမေကလည်းသားအကျိုးကိုလိုလိုက်အဲ့ဒါမေတ္တာကိုအခြေခံတာယောက်ျားကလည်းအမျိုးသမီးမိန်းမရဲ့အကျိုးကိုလိုလားတယ်မိန်းမကလည်းယောက်ျားရဲ့အကျိုးကိုလိုလားတယ်ဟုတ်အဖေကလည်းအမေရဲ့အကျိုးကိုလိုလားတယ်အမေကလည်းအဖေရဲ့အကျိုးကိုလိုလားတယ်မိသားစုထဲမှာပဲအဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံရင်ကိုအမူယာနဲ့အကျိုးလိုလားရင်ကာယကမေတ္တာစကားလုံးလေးနဲ့အကျိုးလိုလားရင်ဝေစီကမေတ္တာဝေစီကမေတ္တာလေးပေးကြည့်ပါ တခါတခါကျရင်မိစေပေါင်းတင်ချင်းချင်းတောကတွေဖြစ်တဲ့ကိုယ်ကိုယင်လာဖွင့်စကလုံးလေးနဲ့သူ့အားတက်အောင် သူ့အကျိုးလေးတွေရော့မသွားကောင်းကျိုးလိုလာတဲ့စိတ်ကလေးနဲ့ကောင်းတဲ့စကားလေးတွေပြောပေးအဲ့ဒါဝေစီကမေတ္တာပဲဘာမှပတ်သက်မကုံလိုက်ပဲတဲ့ရတဲ့ကုသိုလ်တွေပဲနော်စကားလေးကောင်းကောင်းလေးတွေပြောပေးတာအဲ့ဒါဝေစီကမေတ္တာစကလုံးလေးနဲ့အကျိုးရှိအောင်လုပ်ပေးတာအဲ့ဒါဝေစီကမေတ္တာဟုတ်ဘုန်းကြီးတို့တရားဟောပေးနေတယ် ခယကံမေတ္တာဝေစီကံမေတ္တာကိုမနောကံမေတ္တာကိုပါနေတာတရားနာတဲ့သူတွေကိုအကျိုးလေးတွေဖြစ်ထွန်းပါစေနားရတဲ့အခိုက်အတန့်တရင်ကအခိုက်အတန့်လေးပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုလေးရသွားပါစေအဲ့ဒါမေတ္တာကိုအခြေခံတာပဲနော်ဒါကြောင့်မလို့မေတ္တာဆိုခေါနိုင်အကြရှိအညာအတန်မြဲကြီးနဲ့ပို့နေမှာမေတ္တာမဟုတ်ဘူးတချို့ကအတန်မြဲကြီးနဲ့တာပို့နေတာစိတ်ကမရောက်တော့မေတ္တာအစွမ်းမထက်ဘူးနော် ပါဇက်ကလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စဉ်မြဲပါစေ၄နိုင်ခွလောက်ထားအော်တယ်လက်ကဖြန်းဆိုချင်းပိတ်ရိုက်တယ်အဲ့ဒီမေတ္တာအစွမ်းမထက်ဘုမနောကံကလည်းဘယ်ရောက်နေမှမေပါဇက်ကတော့အော်နေတာကာယကံကတော့လက်တတ္တဝါသွားရိုက်လိုက်တာချင်းလေးသွားရိုက်တယ်အဲ့ဒီမေတ္တာအကျိုးသက်ရောက်မရှိဘူးညမေတ္တာဆိုတာကကာယကံမေတ္တာဝစီကံမေတ္တာအဓိကအဲ့မနောကံမေတ္တာစိတ်ကလေးကအာယုံပြုတ်နိုင်မှာမေတ္တာအကျိုးပို့ပြီးတော့ကြည်တာ စိတ်ကလေးကပါပြီးတော့ကိုယ်အမူအရာလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့စကားလုံးလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့လေစိတ်တက်ကလေးကအဲ့ကိုပြုကျင်တဲ့ကိုယ်အကျိုးပြုကျင်တဲ့လူကိုတရက်ရောက်နေမယ်ဆိုရင်အဲ့ဒီမေတ္တာသုံးမျိုးကကိုယ့်ရှိမှာပြည့်ကိုကဒီသုံးမျိုးလုံးနဲ့ဆက်ဆံနေကိုနဲ့ဆက်ဆံတဲ့ပုံကွာလည်းပဲအဲ့ဒီမေတ္တာရဲ့ဓာတ်ကိုခံစားရပြီးတော့မေတ္တာထားတဲ့စိတ်ကလေးကတတဝါတွေမှာလုပ်ငန်းခွင်မှာလည်းအဆင်ပြေသွားတယ်